မကြသေးမီကအမေရိကန်နဲ့ဟူတီများကြားပြစ်ခတ်ရဆဲရေးသည့်ရှေ့လယ်ပိုင်းတွင်အရေးကြီးသောအပြောင်းအလဲမှုများဖြစ်ပေါ်လာစေခဲ့သည်။ဤပြောင်းလဲမှုများသည့်အထူးသဖြင့်အစ္စရေးလ်လုံခြုံရေးအခြေအနေပေါ်တရားမှုရှိခဲ့သည်။ယမန်တွင်အမေရိကန်နဲ့ဟူတီများကြားပြစ်ခတ်ရဆဲရေးလို့ဆောင်မှုဟူတမန်တော်ဒေါ်နယ်ထရန့်ကမေလ6ရက်2025ခုနှစ်တွင်ကြေညာခဲ့သည်။အိုမန်သည်ဤတဘောတူညီချက်ကိုအကောင့်ထက်ပေါ်ရန်ကူညီပေးခဲ့သည်။တဝတ်ညချရာဟူတီတို့ဒီနိုင်ငံတကာတင်မောလမ်းကြောင်းများကိုတိုက်ခတ်ခြင်းမှရပ်တန့်သွားပြီဖြစ်ကြောင်းပြောကြားခဲ့သည် ထို့အတွက်ကြောင့်အမေရိကန်သည်ယမန်တွင်၎င်း၏လေကြောင်းတိုက်ခတ်မှုများကိုရပ်တန့်ရန်သဘောတူညီခဲ့သည်။ထို့ပေမဲ့ဤအဖြစ်ကရစေရီမှာအစ္စရေးမပဝင်ကြောင်းဟူဒီတွေကစစ်ရှင်းလင်းလင်းပြောကြားခဲ့သည်။အစ္စရေးပြည်မများကိုဆက်လက်တိုက်ခတ်သွားမည်ဟု၎င်းတို့ကပြောသည်။အမေရိကန်ရဲ့ဆိုပြချက်အပေါ်အစ္စရေးအန်အော်ဘီဆိုရင်နေခဲ့ရသည်အစ္စရေးကဆွေးနွေးပွဲကနေထွက်သွားတယ်လို့ခန်းစားခဲ့ရသည်အထူးသဖြင့်ဝူတီများကဆက်လက်တိုက်ခတ်နေသောကြောင့်၎င်းတို့သည် အကူအညီမပါဘဲမိမိတို့ကိုကိုကုကန်ကာကွယ်ရန်လိုအပ်နေပြီဟုအစ္စရေးတာဝန်ရှိသူများကပြောကြားခဲ့သည်။ဘန်ဂူရီယန်လီစိတ်တွင်တိုက်ခိုက်မှုတစ်ခုအပအဝင်အစ္စရေးမျိုးကိုထိခိုက်ရန်အတွက်ဟူဒီများကဒုံးကျည်များနဲ့ဒရုန်းများကိုအသုံးပြုခဲ့ကြသည်။ဒုတိုက်ခိုက်မှုတွေကိုတုံ့ပြန်ရန်မှာအစ္စရေးကစစ်ရေးရတိုးမြင့်လှုပ်ဆောင်ခဲ့ကြသည်။ဟူဒီတွေထိန်းချုပ်ထားတဲ့ယမ်မန်မှာရှိတဲ့စစ်ကမ်းတွေကိုအစ္စရေးကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့သည်။ဆိုပါစစ်ကမ်းများတွင်ဟူဒေတာနဲ့ဆာလစ်ပါဝင်သည်။အရွယ်ချက်မှာဟူဒီတွေကို ဆက်လက်တိုက်ခိုက်ခြင်းမှဟန်တားရန်ဖြစ်ကြောင်းအစ္စရေးကပြောကြားခဲ့သည်။တချိန်တည်းမှာပြည်အမေရိကန်ရီတာသည်ဟူတီများကိုတိုက်ခိုက်နေသောဖြတ်တင်မော USS Gravely ကိုလည်းအမေရိကန်ပြည်ထောင်စုတောင်ပိုင်းနယ်စပ်သို့ရွှေ့ပြောင်းခဲ့သည်ဤဆုံးဖြတ်ချက်သည်ချိန်ချုံမှုများအမေရိကန်ကိုကာကွယ်ရန်တမန်ထွက်အာယုံဆိုင်မှုနှင့်ကန့်ညီပါသည်သို့တော်လည်းဤလောက်ရသည့်အရှိအလယ်ဘက်မှရှိတဲ့ဟူသီချိန်ချုံမှုတွေကိုအမေရိကန်ကကန့်တွက်ဖြေရှင်းရန်အစီအစဉ်ရှိမရှိကိုလူအချို့ကမေးခွန်းထုတ်နေခဲ့သည် အမေရိကန်နဲ့ဟူတီများကြားပြစ်ခတ်ရဆဲရည်သည်တင်မော်လန်ကြောင့်များဘေးကင်းရန်ရည်ရွယ်သည်ဒါပေမဲ့လည်းအစ္စရေးကဟူတီတွေရဲ့ချင်းချောင်းမှုကိုကိုရိုင်းရေးဆိုင်စီခဲ့ရသည်ဤအခြေအနေသည်အရှေ့လက်ပိုင်းရှိမဟာမိတ်များမိကဲ့သို့ပြောင်းလဲနေသည်ကိုပြတ်တက်နေသည်နေရာတွင်နိုင်ငံရေးမိများရှုပ်ထွေးလာသည်ကိုလည်းပြတ်တက်နေသည်ထို့အတွက်ကြောင့်ဣစရဲလယခုအခါအမေရိကန်နိုင်ငံသားယူမူဝါဒကိုဆက်လက်ပြောင်းလဲနေသဖြင့်၎င်း၏မဟာပြူဟာကိုပြန်လည်စစ်ဆေးနေပြီဖြစ်သည်။